မိမိရို့ပီတာစုမမအခုလို့ဖြစ်ဆိုးမျိုးနဲ့ကြုံရတယ်လို့မေးရတယ်မချီဘူးရှင်နိုင် تسعه ခုကျမ်းမာရေးကိုလည်းဒေဝိစာယုံလေးဘာမှလည်းမစားဘူးတခုခုစားပါအောင်လားဒါလည်းဘွားကြီးကိုပြောပါရဲ့ဘွားကြီးကဘာမှမစားဘူးပဲလို့စားခြင်းစိတ်လည်းမရှိဘူးမိမိရောပိသားစုမမ ုလိုဖြစ်ဆိုးမျိုးနဲ့ကြုံရတယ်လို့မေးရတယ်မချီဘူးသမီးလေးသမီးလေးသမီးရဲ့ဟုတ်ပါဗျာတအိမ်နဲ့တရရဲ့အဲထဲမှာနှစ်ယောက်တေးရတယ်လို့ ဘာတွေဖြစ်ကုန်တာလဲဗျာရိုဒက်စာမမကြီးမမကြီးမနေ့အစောကြီးပဲကလောကိုထွက်သွားပါပြီဟမ်တရောက်ထွက်သွားလားရိုဒက်စာလိုက်မတော့ဘူးလားဒေါက်တာလည်းလိုက်ခဲ့ပေးမယ်လို့ပြောပါတယ်မမကြီးကဒီမှာလဲနာရေးရှိနေတော့နေခက်လိုက်ပါပြောလို့နေခက်လိုက်တာပါကိုကြီးမမကြီးကဟိုမှာပဲရက်လက်ပြီးမ ပြန်လာခဲ့မယ်ပြောလို့နေခဲ့လိုက်တာပါ။ဟာဘာပဲဖြစ်လေမမိုက်နေတယ်လို့အိမ်သားတယောက်လို့ပါသွားမှကောင်းတာပေါ့။မပြောကြပါနဲ့။ဒီနောက်မှလာပြီးမပြောကြပါနဲ့မကြားချင်ဘူးမကြားချင်ဘူး။ထွက်သွားကြပါ။ထွက်သွားကြပါ။အရေးဖြစ်ကုန်မှန်းကိုမသိတော့ပါဘူး။တရားတွေလည်းရပါ နေမြင်ညပြတေခြင်းတရားတေခြင်းတရားတွေ ဖေဖေမမေရောဟဲ့ဒီမှာလေအိမ်မှာမရှိဘူးမရှိဘူးဖဖားရမင်းနေလို့မင်းမေဖယ်သွားလိုက်ငါဘလို့ဒီမှာငါရကုန်တော့တော့မှာစိတ်ဝင်သွားသွားသွားဘဝိုင်းတော့တောင်းနေပြီလား ဲ့မှာပါပဲဟဲ့စနိုးနဲ့တူတူမိုးနှောင်းပါလာတဲ့ကိစ္စငါဘာလို့အခုမှပြောရတာလဲကိုစဲအောင်မှလည်းမရှိတော့ဘူးတယောက်ကခေါ်သွားပြီတဲ့နင်တလောက်ရေးစရာကိစ္စငါဘာလို့အခုမှပြောရတာလဲနင်လောက်တာပုံမကျနဲ့ငါတို့အကုန်လုံးဂျေးတဲ့အောင်းရလိမ့်မယ်နော်တောင်းမှန်ပါတယ်မှာပါပဲဟိုကျွန်တော်လည်းလက်မဒဏ်ရထားတော့အဖျားကြီးတက်နေရတယ်ပဲမမဝရီကိုပြောဖို့မေ့သွားတာကြက်တနာပဲနင်ခုလို့လောက်တာနဲ့ငါဘာဆက်လုပ်လို့လောက်အောင်မန်းတော့မသိတော့ဟဲ့ နင်လုတ်ခဲ့တဲ့ပြဿနာတွေအကုန်လုံးရမျက်မြင်သက်သေရမိုးနှောင်းဆိုတာနင်သိရနော်ကိုရောင်တို့ကြီးအေးငါဟုတ်ဟုတ်ကဲ့ဘွေဟုတ်မင်းအဲ့ဒီကိုသွားခဲ့တဲ့လမ်းတစ်လျှောက်မှာမင်းကိုမှတ်မှတ်ထင်ထင်ကြည်မိတည်ထားမိရဲ့လို့မိုးနှောင်းမြင်ဘသူရှိအောင်လဲမင်းငါပြောတော့တည်တည်ချာချာစဉ်းစားပြီးဖြေနော် ဟုတ်ဟုတ်ဟုတ်မိုးနောင်အမသူကျွန်တော်တို့ဒေရှာဆိုင်ကြည့်တခုမြန်ပြဿနာတက်လာလို့တော့သူကကျွန်တော်တို့ဖော်ကောင်လုံးနေကျူဝင်ခုတ်လိုက်မိမှာကျူငုတ်သွားကြံလို့ပဲဖြစ်မယ်အေကူချင်ရစာပြီးမင်းနီမင်းဟန်နဲ့အားလုံးကိုပြက်ရှင် ငါမိမစီကိုဘာပြဿနာတစ်ခုမှဝင်မလာစေချင်ဘူး။အေးမင်းအားလုံးအမြင့်ဖြတ်ပြီးသွားပြီဆိုရင်မင်းအောင်လန်နဲ့ဟိုဘက်ကိုရောက်အောင်ငါအားလုံးစီစဉ်ပေးမယ်။မင်းအမှအားလုံးအဆင်ပြေစေရမယ်။အေးဒါပဲမင်းမင်းပါဇက်ကိုတော့တေတဲ့အထိပိတ်ထားလိုက်လို့ရတယ်။ငါပြောတာမင်းရှင်းတယ် ဝရီမင်းအခုဘာတွေလုပ်နေလဲဆိုတာကိုယ့်ကိုယ်စဉ်းစားမိရဲ့ဟမ်မင်းအခုလုံလိုက်တာ လူတတ်မှုမင်းအခုတိုးကြီးကိုခိုင်းလိုက်လို့စနိုးသေးသွားပြီအဲ့ဒီကိစ္စဘယ်တော့ကြီးသွားမလဲဆိုမင်းတော်မလဲကိုကဒီကိစ္စတွေဘယ်လိုလုပ်တည်နေရလဲ ။နေ့ရက်သားစေးုံစည်းနဲ့စေးကူသားစိတ်တွေအတွက်ကိုတော့ဘာမှစိတ်ပူဘူး။စနိုးစားမဲ့စားတော့တည်တယ်ဟုတ်လား။ဒီစိတ်ထဲ့ပြီလား။ဟာဆိုနေတောင်းမပြီးဘူး။အဓိကစနိုးပါဆက်သေးဟုတ်။ဒီစိတ်တွေရောက်သွားပြီ။ဟုတ်ကဲ့ပါမောင်။မင်းလုံနေတာဒီအားလုံး ငါအစတွေအကုန်လုံးတိထားပြီ။အေးဒါပေမဲ့မင်းကငါဒီတိုင်းလှုပ်ပေးထားတယ်ဆို။မင်းတို့မိန်းမချင်းဖြစ်တဲ့ပြဿနာငါဝင်မပါသေးဘူးလို့ငါ့ကိုယ်ကတတ်မှတ်ထားတယ်။အေးဒါပေမဲ့မင်းအခုလှုပ်လိုက်တာရာသွေးမှုမြောက်သွား။မင်းကတိုးကြီးကိုခိုင်းလိုက်။အေးမင်းခိုင်းတဲ့အတိုင်းမဟိုးကောင်အကုန်လှုပ်လာ။နောက်ဆုံးမှစနိုးကသေသွားပြီ။အခုတရခမ်းကမင်းဖြစ်နေပြီ။မင်းဘယ်လိုလုပ်ဘာဆိုင်လို့လဲ ဝရီကရိုးရိုးလေးပဲခိုင်းလိုက်တာစနိုးကသာကိုမောင်အမမမသိပဲနဲ့နေရာတကာဝင်ပါလုံးလို့သူ့ရဲ့ဘဝမှာတယောက်တည်းကိုဆွဲလိုက်ရင်လဲဆွဲလိုက်စိတ်တို့ဒေါသဖြစ်ရင်လဲတဆုံးဖြစ်တဲ့လူရင်းနဲ့သဟစာသားမဖြစ်တဲ့ဆေးကိုအစီအုံပေးလိုက်တာစနိုးကားရဲ့စိတ်နဲ့ဖြစ်ပြီးသေးတာဝရီနဲ့မဆိုင်ဝရီရဲ့လက်ပြပါဟောလက်ပြလုံးဒါဆိုရင်မင်းကအခုမင်းညီမရဲ့နာရေးမှမရှိဘူး။စေးုံပါလာလို့ ဘာလို့မိုးနှောင်းလာရှာကျမရှင်းရတမောက်တရခံစစ်တယ်လို့စစ်ပြီးရဲလက်အမလို့လားဘယ်ရေမင်းကရဲလက်ထဲအပါမခံနိုင်လို့ငါမင်းဘက်ကနေအစာဆုံးလိုက်ပါတယ်အခုမင်းပြဿနာမင်းဘယ်လိုရှင်းမှာအခုမိုးနှောင်းကလည်းပျောက်သွားစနိုးကမိုးနှောင်းကိုတွားခေါ်လာတယ် အေးမိုးနှောင်းရဲ့အမကလည်းစနိုးလာခေါ်သွားတယ်ဆိုတော့သိတယ်။အေးဟိုကရဲတွေခေါ်လာပြီးတော့သူ့မောင်စနိုးကလာခေါ်သွားပါတယ်။အခုသူ့မောင်မရှိတော့ပါဘူးဆိုမင်းဘယ်လိုလုပ်မင်းဘယ်လိုရှင်းမလဲ။ဟမ်ရှင်းတမောင်လာထိန်းချမနေနဲ့။စနိုးသိမ်သွားတဲ့တရက်ခန့်အတွက်ရင်မောင်းထွက်ပြေးနေတာကိုလေ။ကျမတို့အမှုဖွင့်ထားပြီးပြီပဲ။တိုးရုံချုပ်တက်ထက်လိုက်ဒီကိစ္စတွေအကုန်လုံးပြီးသွားပြီ။အဲ့တော့ဒီလွယ်နေတယ်ဆိုရင်မင်းအစရတွေကလုံးပါ ဒီမှာမစ္စတာဒင်းခံတယောက်ယောက်ဟားလိုက်ဒီပြဿနာအစားအမေတိုးကြီးကိုအချုပ်ထဲထည့်လိုက်ဟိုကရင်ကုန်နှုတ်ပိတ်နေမှာတဲ့မင်းခိုင်းတာတွေကို तू ကဘာမှမပြောတော့ဘူးလေအေးအခုကိုကိုကြီးတားရလဲစနိုးနဲ့အတူတူပါ